1930ခုနှစ်နယူးအင်္ဂလန်မှာရှိတဲ့ကြေးရွာတစ်ရွာမှာဝီလျံတို့မိသားစုဟာဘာသာရေးအရာပြဿနာတက်ခဲ့ကြပါတယ်။ဒီပြဿနာကြောင့်ဝီလျံတို့မိသားစုကိုကြေးရွာကနေနှင်ထုတ်ခဲ့ကြပါတယ်။ဝီလျံတို့မိသားစုကတောအုံနားကနေရာတစ်နေရာမှာဘဝအသက်စားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ဝီလျံတို့မိသားစုကကြေးလက်မှာနေရင်ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့မိသားစုကြားမှာယုံကြည်မှုတွေပျောက်ကွယ်လာပြီးကြေးလက်ရဲ့လှုပ်ဝှက်စမ်းကျင်မှုတွေနဲ့ရင်ဆိုင်လာရပါတယ်။ ဒီဇာကားထဲမှာဆိုရင်ဝီလျံနဲ့ကက်သရင်းတို့ကမိဘတွေဖြစ်ကြပြီးသောမစင်ခေးလက်မာစီနဲ့ဂျိုးနတ်တို့ကမောင်နှမတွေပါဝီလျံဟာဘာသာရေးကိုအတိအကျလိုင်းနာယုံကြည်သူဖြစ်ပြီးရွာလူကြီးပိုင်းနေတဲ့အငင်းကုံဖြစ်ခဲ့ပါတယ်အကြောင်းရင်းကတော့ကြေးရွာကလူကြီးတွေကဖျားသခင်ရဲ့ကြီးစုတော်ကိုမတိတတ်ဘူးကောင်းကောင်းအသုံးမချဘူးဆိုပြီးပြောခဲ့ပါတယ်ရွာလူကြီးတွေရဲ့သဘောကဘာသာရေးနဲ့လူမှုပတ်ဝန်းကျင်ကိုတဟဆာတာဖြစ်အောင်လုပ်ယူနေရတာမို့အရန်ကိုယုံကြည်လွန်ကဲနေတဲ့ဝီလျံနဲ့ ြစ်တင်တာဖြစ်ခဲ့ကြပါတယ်။ဒို့ဝိမဲ့လက်ခံသူတွေကရွာလူကြီးတွေဘက်ကအယမ်းများလာကြောင်းဘာသာရေးဂိုင်းမကွဲစေခြင်းနဲ့သူတို့ဟာဝီလျံတို့ကိုကြီးရွာကနေကြီးလက်ကိုနှင်ထုတ်ခဲ့လိုက်ကြပါတယ်။ဝီလျံအတွက်ကြီးရွာကနေနှင်ထုတ်ခံလိုက်ရတာကဖျားသခင်ကသူ့ရဲ့ယုံကြည်မှုကိုစမ်းသပ်တာပဲဆိုပြီးတော့တောဆန်နာနီကိုပြောင်းရွှေ့ဖို့အတွက်သူကိုယ်တိုင်ဆုံးဖြတ်ချက်ချလိုက်ပါလေ။ကဲဒီတော့ဝီလျံတို့မိသားစုအကြောင်းအရင်မဆက်ခင်18ရာစုကစုံးတွေအကြောင်း ပူရီတန်အများအကြောင်းနဲ့စီတန်တနည်းအားဖြင့်ဘလက်ဖီးလက်အကြောင်းတို့ကိုအရင်ပြောပြပေးပါမယ်။ပူရီတန်လူမျိုးစုတွေက16ရာစုနဲ့18ရာစုအတွင်းအင်္ဂလန်မှာပေါ်ပေါက်ခဲ့တဲ့ခရစ်ယာန်ဘာသာဝင်အုပ်စုတစုဖြစ်ပြီးတော့အင်္ဂလိပ်ဘုရားကျောင်းတွေကိုပုံမတန်ရှင်းစင်ကြအောင်ပြုပြင်ပြောင်းလဲဖို့အတွက်လှုပ်ရှားခဲ့ကြပါတယ်။ပူရီတန်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့တမန်ကျမ်းစာကိုတခုတည်းသောအခြေခံဖြစ်ယုံကြည်တာဘာသာရေးရိုးရှင်းမှုတွေကိုဦးစားပေးတာခန္ဓာထယ်ဝါမှုတွေကိုရှောင်ကျဉ်တာ တနင်္ဂနွေနေ့ကိုစေဝင်ရဲ့အနားပေးတဲ့နေ့ဖြစ်နေသတ်မှတ်တာဖယားသခင်ကလူရည်ကံကြမ္မာကိုအရင်ကတည်းကဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ယုံကြည်တာပါဒါဆိုပူရီတန်တွေကဘာကြောင့်နေဦးအင်္ဂလန်ကိုပြောင်းလာရတာလဲအင်္ဂလန်မှာဘာသာရေးညှိနှိုင်းဆက်မှုတွေခံရတာဖယားเจ้าကိုပုံမူတန့်ရှင်းအောင်သူတို့ကလှုပ်ချင်တာကိုယ်ပိုင်ဘာသာရေးတိဆောက်ချင်တာတွေနဲ့ဥရောပမှာစစ်ပွဲတွေနဲ့နိုင်ငံရေးအခြေအနေတွေမတည်ငြိမ်တာလည်းအကြောင်းဖြစ်ပါလေ။ နောက်ပြီး Puritan အတိုင်းဝိုင်းကအလုံးလောက်ရခြင်းကိုလည်းခုံယူတယ်၊စဖတ်ခြင်းကိုလည်းအရေးပေးတယ်၊စီကန်းကလည်းတင်းကျပ်တယ်၊ပြီးတော့သူတို့ကအပြစ်လောက်ရမှာကိုလည်းကြောက်ကြပါတယ်။စေတန်ရဲ့အကြောင်းတနည်းအားဖြင့် Black Philip အကြောင်းအချင်းချင်းကတော့စေတန်ဟာဘုရားသခင်ရဲ့အလားပါဆုံးကောင်းကင်တမန်ဖြစ်ခဲ့ပါတယ်။အတကြီးပြီးတော့ဘုရားသခင်ကိုစန့်ကျင်ခဲ့တဲ့အကြောင်းကောင်းကင်ကနေပြစ်ဒဏ်ပေးတဲ့အနေနဲ့ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလာတာပါ။သူနဲ့အတူကောင်းကင်တမန်များစွာလည်းပါသွားခဲ့ပါတယ်။ ဓာရီကိုမကြည်နဲ့တဲ့စီတန်ဟာဖျားသခင်ကိုကိုးကွယ်တဲ့လူတွေစီကိုတွားပြီးစိတ်အသွင်နဲ့ဖျားယောင်းပြီးတော့ခွဲထွက်သွားအောင်ကြိုးစားပါလေဒီလိုအဖြစ်ပြက်တွေကြောင့်18ရာစုပူရီတန်အတိုင်းဝိုင်းမှာတောအုပ်တွေဟာစီတန်ရဲ့နေမြေအဖြစ်ယုံကြည်ကြပါလေလူစုလူဝေရှိတဲ့နေရာကလွဲရင်တခြားနေရာတွေမှာစီတန်တွေရှိနိုင်တယ်ဆိုပြီးတော့ယုံကြည်ကြပါလေဒါဆိုစီတန်နဲ့ဆုံးမတွေရဲ့အလုံးလုံးပုံကဘယ်လိုလဲဆုံးမတွေဖြစ်လာရတာကစီတန်ကြောင့်ဆိုရင်လည်းမမပါဘူး စိတ်တဟဝိညာဉ်တွေကိုစားသုံးပြီးသူ့ကိုကလေးတွေရစ်ပူစော်လို့ရှိရင်အစွမ်းနေရမယ်ဆိုပြီးဖျားယောင်ပေးဆောင်ပါလေဒီဇာကားထဲမှာစုံးမတွေရဲ့အစွမ်းကိုအများကြီးဖော်ပြမသွားပြီမယ်ကျွန်တော်တို့တွေ့လိုက်ရတာတွေကတော့စိတ်နှောက်ယှက်ပေးနိုင်တာတွေတိတ်ဆန်တွေကိုထင်းချုံနိုင်တာတွေနှိုးကနေသွေးဖြစ်စေတာတွေအိမ်မက်ဆိုးတွေပေးပို့နိုင်တာတွေလိမ်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်တာတွေရေစိုးမြေစိုးတွေဖြစ်အောင်လုပ်နိုင်တာတွေဝိညာဉ်တွေကိုထင်းချုံနိုင်တာတွေနဲ့အနာဂတ်ကိုမြင်နိုင်တာတွေပါ ကဲဒီလောက်ဆိုရင်ဇကားတဲ့ကမကောင်းဆုံးရတဲ့အကြောင်းကိုအ ਨੇ ချင်းနဲ့သိသွားပြီဆိုတော့ဝီလျံတို့မိသားစုကိုပျက်စီးစေခဲ့တဲ့အကြောင်းရင်းတွေစီကိုဆက်သွားကြပါမယ်။ဝီလျံဟာရွာကထွက်ခွာပြီးတဲ့နောက်မှာအန်နီယံများနဲ့ကြီးလက်နေရာကိုရွေးချယ်ခဲ့ပါလေ။ဒီနေရာမှာကြီးရွာနဲ့ကြီးလက်ဘာကွာလဲဆိုရင်ကြီးရွာကလူနေအနေငယ်ထူထပ်ပြီးတော့ကြီးလက်ကတော့လူသူမရှိသလောက်နေပါတယ်ဆိုပြီးတော့တည်ထားလို့ရှိရင်ရပါပြီ။ အရှိရာအကြောင်းကိုပြန်ဆက်လိုက်မယ်ဆိုရင်ဝီလျံကသူ့ရွေးချယ်လိုက်တဲ့ကြေးလက်မြေကမကောင်းဆုံးဝရှိတယ်ဆိုတာသိထားပေမဲ့စုံကဝေတွေကျက်စားနေထိုင်နေတာကိုတော့မယုံပါဘူးဝီလျံဟာဖျားသခင်ကသူ့ကိုစမ်းသက်ခြင်းလို့တခုခုဖြစ်ရင်ဖျားသခင်ကာကွယ်ပေးမှာဒါကိုရွာကလူကြီးတွေထပ်သူသိတယ်ဆိုပြီးတော့ချိန်မိတ်ပြီးတော့စွအတင်းနေခဲ့ပါလေအန်နီရီကြောက်ရွံ့လာပေမဲ့လေနေရပြောင်းဖို့မစင်းစားတာတီးနှံနေမဖြစ်တော့တာ တားကောင်တွေမဖမ်းမိရတဲ့ဟာဖျားသခင်ကသူ့ကိုစမ်းတက်နေတာပဲဆိုပြီးနောက်ဆုံးအထိတွေးနေသူဖြစ်ပါလေ။သောမစင်ကတမီးကြီးဖြစ်ပြီးဆန့်ကိုတူတူရေဝါလုံနေရင်ကဆုံးမတရားပဲယူသွားခြင်းကိုခံခဲ့ရပါလေ။မိသားစုထဲမှာအထင်လွဲခံခဲ့ရပြီးတော့မိခင်ရဲ့ငွေခွက်ပြောက်တာကအစအထင်လွဲခံခဲ့ရပါလေ။အမွာနှစ်ယောက်ရဲ့ကောင်းမှုကြောင့်လည်းဆုံးမအဖြစ်တောင်အဆိုးဆိုးခံခဲ့ရပါလေ။ နောက်ဆုံးမှာတော့စိတ်ထားကောင်းတဲ့တောမစင်ကလည်းစီတန်ရဲ့ဖျားယမှုကြောင့်ဆုံးမတရားဖြစ်သွားခဲ့ပါလေ။ခေလန်ကတော့ရင်းနှစ်ချင်းမခံသေးတဲ့သူတနည်းအားဖြင့်ဘုရားရဲ့ကျေးဇူးတော်နဲ့ကံကွယ်ဆောင်ရှောက်မှုတွေမရသေးတော့သူပါ။ဒါဟာပျူရီတန်လူမျိုးတွေကြားမှာငရဲရောက်နိုင်ပါတယ်ဆိုပြီးတော့သိထားကြပါလေ။မိဘတွေရဲ့ပြက်ကွက်မှုကြောင့်လည်းပါပါတယ်။အဆိုးဆုံးကတော့မိသားစုတွေကအမားဖြစ်သူတောမစင်ကိုလိင်စိတ်တင်းညွတ်မှုကြောင့်အဖြစ်ကပိုလို့တောင်ကြီးသွားပါတယ်။နောက်ဆုံးမှာတော့ခေလာဟာ ဖျားသခင်ရဲ့ကျေးဇူးတော်ကိုညင်းပယ်ပြီးစေတန်စီမှာဝိညာဉ်ကိုအနှံ့သွားခဲ့ပါတယ်။ဗဆတ်ထဲကပန်းသီးထွက်လာတဲ့ကိစ္စကတော့တားမြစ်ထားတဲ့အသီးကိုစားတာမိသားစုကြားထဲမှာစေတန်အစွမ်းနေစီးသင်းနေပြီဆိုတာကိုသတိပေးထားတာပဲဖြစ်ပါတယ်။အဲ့ဒီတဲမှာအမွှာနယောက်ဖြစ်တဲ့မာစီနဲ့ဂျိုးနက်စ်ကတော့စိတ်မဲတနည်းအားဖြင့်စေတန်နဲ့အပေးယူလုပ်ခဲ့ကြပါလေသူတို့ဘာလို့လုပ်ခဲ့ကြရလဲဆိုရင်ကလေးတွေဟာအနေရကိုနားမလည်နိုင်တာ စိတ်ဟာသူတို့ရဲ့စော့ဝော်စော့ပဲဖြစ်တာကြောင့်စကားကိုနားထောင်မိတာတည်ခြင်းရှင်ခြင်းတွေကိုနားမလဲရတဲ့ကြောင့်သူတို့ဟာအပေးယူလုပ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့မာစီနဲ့ဂျိုးနဲ့ကိုဆုံးမတယောက်ကစေတံကိုရေပူဇော်ဖို့အတွက်လာခေါ်သွားပါတယ်။တော့မစင်းရဲ့အမေကက်သရင်းကကြတော့အမြဲတမ်းငိုနေပြီးတော့ဖះကိုတောင်ဆူတောင်းရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။ သူ့မှာလည်းကလေးငယ်ကပြောင်းသားကဆုံးအမွားနှယောက်ကတည်းယောက်ျားပြစ်သူကအတ္တသမားနဲ့တမီးပြစ်သူကဆုံးမလို့လို့မလို့လို့ဖြစ်နေတာကြောင့်ကိုသာသူ့နေရာမှာဆိုရင်လည်းဘာလို့မှမသိဖြစ်နေမှာပါအိုက်ခေတုံးကမိမငယ်လေးဆိုလို့ရှိရင်ဆုံးမဆိုပြီးတော့ဆွဲကြတဲ့ခေဖြစ်ပါတယ်။ဒါဆိုကက်သရင်းကတမီးဖြစ်သူတော်မစင်ကိုချစ်လျက်နဲ့ဘာကြောင့်နောက်ဆုံးချိန်ထိဆုံးမလို့ထင်နေရလဲ။အเจ้าရင်နေရတော့ကလေးတွေထဲမှာအကြီးဆုံးဖြစ်ပြီးကိစ္စတွေတစ်ခုပြီးတစ်ခုက တော်မစင်ကအမဲပါနေတာကြောင့်မှကက်သရင်ဟာလုံခြုံမှုမရှိကြောက်ရွံ့မှုတွေနဲ့စားလောင်မှုတွေကြားမှာနေထိုင်နေရတာစိတ်ပင်ပန်းနွမ်းနယ်မှုတွေကစင်ကြုံတရားကင်းမဲ့စေတာအဖြစ်ကိုလွယ်လွယ်ကူကူရှာချင်တာတွေကြောင့်တော်မစင်ကိုအပြစ်ပုံချခဲ့ပါလေ။ခင်ဒီလောက်ဆိုရင်ဇကားလေးအကြောင်းကိုတော်တော်လေးရှင်းသွားတော့ပြီလို့ထင်ပါတယ်။ဒါဆို ကြီးရွသူတွေအနေနဲ့တွေးရမှာကဝီလျံဟာဖျားသခင်ဟာသူ့ကိုလုံးဝကာကွယ်ပေးမှာဆိုပြီး ယုံကြည်မှုလွန်ကဲတဲ့အတ္တတွေကြောင့်မိသားစုဟာပြိုဝဲခဲ့ရတာလား။တော်မဆင်းရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုဆုံးမရဲ့အတုံးချမှုကြောင့်မိသားစုကြားမှာပြိုကွဲခဲ့တာလား။ခေးလက်ရဲ့အမဘော်လိန်စိတ်ကျူးလွန်မှုကြောင့်ဆုံးမရဲ့လှည့်ပြားခြင်းကိုခံလိုက်ရလို့မိသားစုကအချင်းချင်းယုံကြည်မှုပျက်စီးသွားကြတာလား။အမွာနယောက်ရဲ့စိတ်တဲအပေါ်ခင်မင်မှုကနေအပေးယူလုံးလိုက်တာကြောင့်တော်မစင်းပေါ်အပြည့်ဖို့နိုင်သွားကြပြီးယုံကြည်ချက်တွေပျက်စီးသွားကြတာလား ကက်သရင်းကပဲအားလုံးကိုအပြစ်တင်နေတာကြောင့်မိသားစုကြားပြိုကွဲပျက်စီးသွားလားဆိုတာကိုတော့ကိုယ်စိတ်ကြိုက်တွေးလို့ရပါတယ်လို့ပြောရင်နောက်ဗီဒီယိုတွေမှာတွေးကြပါမယ်။